မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရယ်အခုတော့ဘဝအမောတွေဖြေဖို့မျက်လက်တစ်ခုတင်ဆက်လိုက်ပါရယ် ဒီပြခွက်ကရှိုးဝက်ချက်ကိုလည်းဆက်လက်ဖော်ပြလိုက်ပါတယ်အချီကြိုးမြင့်တေးသေးလေးနှစ်ချောင်းကိုအသုံးပြုထားပါတယ် အချီကျိုးမြင့်နှစ်ချောင်းကိုအရှိဘက်သို့တွေ့တန်းထားပါတယ်အစားတစ်ဖက်ကိုတော့အင်းကြီးရဲ့ကျက်စီးမှာတုတ်ချီထားတာပါဆိုးဝက်ချက်ကိုတည်သွားပြီဆိုတော့ဒီပြောက်ကက်ကိုတင်လဲပြသနိုင်ပါပြီ။ ခုတော့ဒီလောက်ပါပဲအားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ။